းပေါ်ကအခုရေးပေါ်သူကလိုအပ်နေတာက စားစရာ နောက်ပြီးလို့ရှိရင်ရေတက်ရေတက်အရန်ခက်တယ်ရေရနောက်ပြီးတော့မှဒေါ်လလက်လက်မှာသူတို့ကအိမ်ကဘလုံးမနေလို့မရတော့တဲ့အတွက်ကြောင့်ယာယီတဲကြီးလေးမြန်လို့တယ်အဲ့အတွက်ကြောင့်မိုးကတွေပေါ့နော်နောက်တချို့အာဒီခြံလုံးငန်းချင်းတွေဆိုလို့ရှိရင်သူတို့က ဒီအိမ်ကြီးပေါ်မှာနေလို့မရတော့လို့သူတို့ရဲ့ဒီဟို channel ကဒဲတော့အိမ်လေးတွေမှာသွားနေရတာမျိုး နောက်လှေပေါ်မှာပဲအိမ်လိုမျိုးအသုံးပြုပြီးနေရတာမျိုးအဲ့လိုမျိုးလေးတွေပဲနေနေရတာပေါ့လောလောဆယ်ကတချို့ဘလို့မှနေများတဲ့သူကတော့ညောင်ရှိမျိုးဖုန်းကြီးချောင်းလေးကိုရောက်နေပြီချက်ဟုတ်ကဲ့ဆေဘူးကတော့ကျမတို့ဒီဟိုစိတ်ရားတွေပါတယ်လို့မယ်ပေါ့ရှင်ပါဆိုအိမ်ကအလုံးစုံသူကြသွားတဲ့အိမ်ကြီးရှိတဲ့အတွက်ဒါတွေကိုပြန်ဆယ်ဖို့ဆိုတော့ဟိုကျမကတော့ဒီလူအားဆက်တဲ့ ဆက်အင်အားလိုမယ်လို့ထင်နေရှင်ဘာလို့လဲဆိုရေပေါ်မှာဖြစ်တဲ့ကြက်ကြောက်လို့ဒီတိုင်းကောက်ယူပြီးတော့ပုံထားလို့ကလည်းမရဘူးလေအဲ့တော့ဟိုတော်တော်တန်တန်ကျွမ်းကျင်နေသူမှလည်းအဆင်ပြေမယ်လို့ဒီမှာထင်နေရှင် ဟုတ်တယ်ရှင်ရေကူးကျွမ်းကျင်ဖို့လည်းလုပ်မယ်ရှင်နောက်ပြီးလို့ရှင်ဟိုဟာဗာလဲဒီဟိုပေါ့နော်ဒီရဲ့နေမျိုးလည်းတိမရမယ်ရှင်နေမျိုးရှင်လည်းတိမယ်အဓိကတော့ဒီကယ်ဆယ်ရေးလာပဲဆိုရင်ဒီသခံဒီရောခံနေနဲ့တိတိကျကျစိတ်ဆက်ပြီးတော့မှကုညီတာပို့ထီရောက်မယ်ရှင်ဒီတိုင်းမျိုးနော်ကုညီကျင်လို့လာတယ်လာပြီးဒီခါတည်းအဲ့လိုကြွားတွေလိုက်တိုက်ရိုက်သွားလိုက်ပြီးတော့ဟိုပစ္စည်းပေးခဲ့ဒီပစ္စည်းပေးခဲ့ဆိုဒါမျိုးတွေကမထီရောက်ဘူးလို့ထင်နေရှင်ဒီမှာတော့လေနောက်ဆိုရင်ပေါ့အခုရေးပေါ့ယာယီတဲလေးတွေစောက်ပေးနိုင်တာမျိုးဆိုရင်စောက်လို့ရေးဖွဲ့လေးတွေ ီဆိုရင်ဝင်အင်အားလူအင်အားအဲ့လိုမျိုးကြွားလက်သမားတွေအဲ့လိုမျိုးတွေနဲ့ဟိုစာကြည့်ပြီးတော့ဝိုင်းဝန်းကြည့်ရင်တော့ပို့ပြီးတော့ကြည့်ရောက်မယ်လို့ထင်တယ်ရှင့် နေတော့အဖွဲတေးတေးလေးလေးတော့ကျမမသိဘူးရှင်ဒါပေမဲ့တရက်ကတော့ကျမတို့ရှိခရီးဆက်ဖန်ကနေပြီးတော့ဝင်သွားတာတော့ကျမတွေ့ရပေါ့နော်သူကတော့လောလောဆယ်တော့ကုညီမှုအကြီးမားဆုံးလို့ပဲကျမထင်တာပဲအဲဒီကတည်းကကျမလောလောဆယ်မသိသေးဘူးတွေ့လည်းမတွေ့သေးဘူးပေါ့နော်လိုင်းမောမှာတက်လာတာတွေလည်းမတွေ့သေးဘူးရှင်အဖွဲတေးလေးတွေနေလာနေတာတော့ အများကြီးတော့တွေ့ရပေါ့နော်ဒါမှမဟုတ်လည်းလုံးလုံးလက်လက်ကဖိဖွဲ့ရပါလေဆိုတော့ကျွန်တော်တို့မသိသေးဘူးရှင်ကက်ဆယ်မှုမရောက်သေးဘူးရှင်ဟုတ်ကဲ့ဟုတ်ကဲ့မရောက်လာကြသေးဘူးကက်ဆယ်ရေးဖွဲ့တွေရောက်လာခြင်းမရှိသေးဘူးနောက်ပြီးတော့မှကြီးမားတဲ့အကူအညီထောက်ပံ့မရသေးပါဘူးရှင်ဒီဒေသခံနေခံလေးတွေနဲ့ဤဆက်ရလူရှင်လေးတွေကနေလာစပို့ပေးနေတာလည်းရှိသေးရဲ့ရှင် ့ပဲကောရှင်ချင်းနစ်တာတဲ့တို့အလုံးလိုက်ကြိုကြတဲ့အခါကျတော့မိသားစုလိုက်ပါသွားတာမျိုးပေါ့နော်အောက်ထဲကိုအိမ်ထဲမှာပြီးသွားတဲ့အတွက်ကိုမမဆိုရင်တော့အရေးပေါ်လိုင်းအရေးပေါ်ဆိုရင်တော့အာပြီးနေတာတွေဖယ်ပေးလို့ရသေးတယ်ပေါ့နော်အခုကကြာရေတဲ့ကြတော့ဘလို့မှမကူညီနိုင်ဘူးဖြစ်သွားချိုးကြတော့လေဒီဟာရိုက်မိတဲ့အချိန်ကျတော့ တော့တော်တယုံကမကူနိုင်ကြတော့ဘူးလေအင်းထဲမှနေတယ်ဆိုပေမဲ့လည်းတချို့နေရာကျတော့ဟိုဟာကလေးတို့အသက်ကြီးတဲ့သူအမျိုးသမီးတို့ကျတော့ရိုင်းမိတဲ့အချိန်နဲ့သူတို့ဒီတိတိတဲ့အချိန်တွေကကျတော့တော်တယုံချင်တန်ဖို့ကမလွယ်ဘူးဖြစ်ကဲမယ်ဆိုရင်လည်းကဲမယ်ဆိုရင်လည်းကုန်းမမဆိုရင်တိတ်မိနေရင်တော့မှအပေါ်ကနေဖယ်ပေးလိုက်လို့ရှိရင်ချင်တန်ဖို့ခွင့်လန်းရှိသေးတယ်ရေထဲကျတော့ချင်တန်ဖို့ခွင့်လန်းမရှိတော့ဘူးဖြစ်ကုန်းမဆိုရင်တောက်တိုင်တွေတို့နောက်ဆိုအကြီးမားတဲ့မာကျောတဲ့ယာတွေကထောက်ထားရင်လည်းချင်တန်ဖို့ရှိသေးတယ်ကဲဆဲ ယ်တဲ့သူစောင့်ပေးလို့ရသေးရပေါ့နော်ဒီနေ့ထဲမှာကြာကင်ဆယ်တဲ့သူကိုလည်းစောင့်လို့အဆင်မပြေလို့အကုန်လုံးနှိပါးတွေပါလုံးနှိပါးဖြစ်တဲ့အခါကျသူ့မကယ်နိုင်ကိုမကယ်နိုင်ပေါ့အဲ့တော့ကင်ဆယ်ရေးလာခဲ့ရင်တော့မှသူ့ကိုမကယ်နိုင်တော့ဖြစ်ရေးရောက်ပါလို့လေအဲ့ဒါကဘယ်လိုဆိုးဝါးတာပါဆယ်ဟုတ်ကဲ့ ဟုတ်အဲ့ဒါတော့စိတ်ဆုံးတဲ့သူတွေကတော့သူတို့ရိုးရအတိုင်းပဲသူဆောက်ပေါ့နော်ဒါမှမဟုတ်လို့ဆရာအများပြချစ်တယ်ဆိုတော့တနည်းအားလဲမှာစုတာမျိုးအဲ့လိုမျိုးနဲ့ပဲဟိုတချို့ပေးနေရတာပေါ့ရှင်တိတ်တိတ်ဆက်ဆက်ဘာမှမလုပ်နိုင်သေးဘူးပေါ့ရှင်အကုန်လုံးဒီပြီးဆုံးတဲ့အလောင်းလေးကိုဆဲတယ်ဆဲပြီးရတဲ့တခါတည်းဟိုဟိုညှုပ်နေရတာမျိုးတချို့ရတာမျိုးပေါ့အဲ့လိုမျိုးပဲလုပ်နေရရှင် ကျွန်တော်တို့အနေနဲ့ကအတိအကျတည်ရောက်ဖို့ခက်ခဲဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့အင်ဂန်နီကိုတိရွာပြီးတိရွာပြီးသွားဖို့ဆိုတာလည်းတိတ်မလွယ်ဘူး။နောက်တစ်ခါအင်ဂန်နီအနေနဲ့ကလည်းဒေတာတွေဖောက်ပြီးတော့ဟိုဒီဟိုပေါ့ information share ပေးဖို့ကလည်းအရန်ကိုခက်ခဲနေရပေါ့နော်။ဘာလို့လဲဆိုသူတို့ကိုယ်တိုင်လည်းဒုက္ခရောက်တယ်။နောက်တစ်ခါဒီလို ီ line တုံးဖို့ကလည်းအရန်ခက်ခဲနေတဲ့အတွက်ကျမတို့တည်ငြိမ်ကြည့်ကြမရအောင်ဖြစ်နေဆက်ဒီမှာအဲ့ဒီငလင်လုတ်တဲ့နေ့ကလေးကလက်စမီမရတော့ဘူးနောက်ပြီးလို့ရှိရင် wifi internet ကလုံးဝပြတ်တယ်နောက် line ရတဲ့ဟာလေးတွေကလည်းကောင်းကောင်းသုံးလို့မရတဲ့အတွက်တို့တွေနဲ့တည်ငြိမ်မြောက်ဝင်မှုကလည်းနည်းတယ်ပေါ့နော်နောက်တစ်ခါကျောင်းက like ကဒီ bright အဖွဲ့တွေအင်အားလည်းအရန်နည်းနေတယ်ပေါ့အဲ့လားကြောင့်လို့ကုညီမှုကတိတ်တော့မထိရောက်သေးဘူးနောက်လောလောဆယ်တော့ဟိုဟာကျမတို့ဒီနေခံနေရတော့တတ်နိုင်ဆုံးဒီလူငွေတွေကိုစုပြီးတော့မှ ကိုယ်တိုင်ရွာတွေလိုက်ဟိုလိုက်ပြီးတော့ကူညီပေးနေတယ်ပေါ့နော်ဒါမဲ့အများကြီးတော့ရောက်မလာကြသေးဘူးပေါ့ဟိုတကယ်တမ်းကျတော့ဟို ဒုက္ခရောက်တဲ့သူငယ်ကူညီတဲ့အင်အားမလောက်ငါသေးဘူးရှင်။ကြည့်နောက်တစ်ခါအခုနောက်ထပ်တစ်ခုကပါတက်ပြဆိုတော့ပုံပေါ်မှာနေတဲ့သူတွေကကြတော့လေအခုဒီ3လေးရက်လောက်အင်တာမီးပြက်နေတဲ့အခါကျတမတို့ဒီမှာတောက်တုံးကြီးတွေခက်ခဲတာမျိုးနောက်တစ်ခါလုံလောက်တဲ့ရေကိုစိတ်လုံးရနေနေရတာမျိုးတွေအဲ့လိုမျိုးတွေလည်းမြို့ပေါ်မှာလည်းတားခက်ခဲနေတာရှင်။အခုဆိုရင်ဒီဝင်းမရောက်တဲ့ဒီနေရာတွေမှာလည်းမီးရတဲ့အကြောင်းကိုအခုဟိုချိုးရည်တွေ၃ရည်တွေနောက်တောက်ရည်တွေမရဘူးပေါ့။အရင်ပြက်လက်တဲ့ဒုက္ခကိုခံနေရတာ။ ောဆိုကျမတို့ကြားနေတာကတော့ဟိုဟာတရားကြော်သွားပြီလို့ပြောတယ်ဗောနော်ဟိုဟာအခုကအေးလေးကဘာဖြစ်နေလဲဆိုလို့ရှိရင်ကျမတို့တော့မှဒီနေ့မှအာဒီတခြားရွာတွေဗောနော်ဟိုပူပြီးထိရောချိခိုက်တဲ့ရွာတွေကိုသိရင်းလေးကိုကျမတို့ဒီနေ့မှနည်းနည်းပို့ရတယ်ဗောဘာလို့လဲဆိုတော့ဒီဘက်မှာအင်တာနက်မရတဲ့အတွက်ကြောင့်လို့ သတင်းမျိုးဝင်မှုကအရန်ခက်နေရလေအဲ့တော့ဘေးရောမှာဘာဖြစ်သွားလဲဆိုတော့ကျမတို့ကအတိအကျမသိဘူးဖြစ်နေတာပေါ့အဲ့ဒီနေ့မှကျမတို့မှာအခု14ရွာလောက်သတင်းပြတ်တက်လာတယ်ကျမတို့ကုလောလောဆယ်တထောင်ကျော်ပြီပေါ့နော်ဒီပျက်စီးတဲ့ဆုံးဆုံးသွားတဲ့ရွာလိုက်ပျက်စီးသွားတဲ့အိမ်တွေပေါ့နော်အဲမိသားစုတွေပျက်စီးသွားတဲ့ဟာတော့နှစ်ထောင်ကျော်သွားပြီလူအားတရာကျော်သေးတယ်လို့ကြားတယ်တချို့ကတော့အိမ်ကလုံးဝအလုံးစုံပျက်စီးကျသွားတဲ့အခါကျတော့သူတို့ဟိုဘယ်လိုပြောမလဲအာရှစ် ကြောက်သွားတဲ့လူတော်ရှာလို့မရသေးတဲ့အခြေအနေတွေရှိနေသေးရပေါ့နောက်တစ်ခုကကျတော့ဟိုကီလာရွာဖတ်မှာကဆုံးဖြတ်မှုများလာကသူကဟိုလက်ရှိဟိုပေါ့တက်လိုက်လို့တည်တဲ့သူလည်းရှိရတယ်လို့ပြောရရှိဟိုပေါ့တော့ငလင်လှုပ်တော့တချို့တွေပြက်ကြတယ်ပြီးတော့အိမ်မှာရေနဲ့ထိပြီးတော့မှအကုန်လုံးတက်လိုက်ပြီးတော့စုံတဲ့အခါတွေလည်းပါတယ်လို့ပြောရရှိ